ကျွန်တော်မြန်မာပြည်မှာကအင်တာနက်လိုင်းကောင်းဖို့ဆိုတာကတော်တော်လေးကိုစိတ်မချတဲ့ကိစ္စတခု Wi-Fi တွေကတချို့နေရာတွေမှာကောင်းတယ်တချို့နေရာတွေမှာပြတ်နေတယ်လိုင်းတွေကျနေတယ်။ Mobile data ကလည်းတချို့နေရာတွေမှာကောင်းတယ်တချို့နေရာတွေမှာလိုင်းတွေကျနေတယ်။ဒါကအမြင်နဲ့လို့ကျွန်တော်တို့အမြင်နဲ့ခံစားရတယ်။အကယ်၍ကိုကစေးဆိုင်ဖွင့်ချင်တယ်၊စေးဝါးတွေအကြောင်းကိုလေ့လာချင်တယ်ဒါပေမဲ့အင်တာနက်လိုင်းမကောင်းဘူးဆိုပြီးတော့စိတ်ပြတ်နေရဖူးလာကျွန်တော်စီစဉ်ပေးထားတဲ့ HIB အစင်းမြေစေးဝါးတင်နန်းကအင်တာနက်အမြဲတမ်းမလိုဘဲနဲ့ကိုကအချိန်မရွေးနေရမြွေးမှာ စိတ်ကြိုက်ဖုန်းထဲကနေပြီးတော့အချိန်ချင်းပြန်ပြီးတော့ဝင်ကြည့်လို့ရအောင်ကျွန်တော်စီစဉ်ထားပေးတယ်။ဒီ HIP အစင်းမြင့်ဆေးဝါးတင်တန်းမှာဒီတင်ကန်းစာတွေကို application ကနေတစ်ဆင့်ဖုန်းထဲကို download လုပ်ထားပြီးပြီးဆိုရင်အကယ်၍ကျွန်တော်က internet line မရတဲ့နေရာ internet line ကျနေတဲ့နေရာရောက်တဲ့အခါကျရင်လည်းပဲကျွန်တော်ကဖုန်းထဲကတင်ကန်းစာတွေကိုအလွယ်တကူဖွင့်ပြီးတော့လေ့လာသင်ယူနိုင်မယ်နားထောင်နိုင်မယ်စာတွေပြန်လွှဲလို့ရနိုင်မယ် ဒါကြောင့်မလို့ internet line မကောင်းလို့ကျွန်တော်တို့ကသင်ခန်းစာတွေလေ့လာရတာအခက်အခဲဖြစ်တယ်ဆိုတာမရှိတော့ဘူးအဲ့တော့စိတ်ပူစရာမလိုတော့ဘူးနောက်တစ်ခုက data ကိုမာတွေလည်းစိုးရိမ်စရာမလိုတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဖုန်းထဲမှာ application တွေ download လုပ်ထားပြီးသားကိုက line ရှိနေရတဲ့ခါကြရင်တောင်မှစပြန်နှွေးဖို့လောက်ပဲဆိုရင်ဒီ download လုပ်ထားပြီးသားတွေကိုနားထောင်လိုက်ရုံပဲအချိန်ချင်းနားထောင်လို့ရတယ် data ခါက ထပ်ပြီးတော့ပုံစံမလိုတော့ဘူးနောက်တစ်ခုကကို့အချိန်ကိုစီမံခန့်ခွဲလို့ရမယ်ကိုကကားစီးနေရင်ကိုကတခြားအရေးမကြီးတဲ့အလုပ်တစ်ခုခုလုပ်နေရင်ကလေးထိနေရင်ခီးတွားနေရင်အားလက်တဲ့အချိန်လေး7မိနစ်15မိနစ်လောက်ရရအဲ့အချိန်ထဲမှာစာတွေကိုလေ့လာခြင်းနဲ့စာပြန်နှွေးခြင်းနဲ့ဆိုရင် အချိန်မီဖုန်းကိုဖွင့်ပြီးတော့လေ့လာလိုက်လို့ရတယ်။ line မကောင်းမှလည်း ူစရာမလိုတော့ဘူး data ကုန်မှလည်းပူစရာမလိုတော့ဘူးကို့အချိန်နဲ့ကို့အချိန်မရွေးလေ့လာလို့ရမယ်ဒီလိုမျိုးစနစ်တကျကျွန်တော်တင်ပြပေးထားတဲ့တချို့မလို့မိတ်ဆွေအတွက် internet line မကောင်းတဲ့အခက်အခဲကဘာမှစိတ်ပူစရာမလိုတော့ပါဘူးဒီတန်းကကျွန်တော်ဘလူတွေအတွက် ဖွင့်ထားတာလဲဆိုရင်ဝင်ငွေကောင်းတဲ့ကိုပိုင်စေးဆိုင်တကူဖွင့်ကျင်တဲ့သူတွေတော့ကျွန်တော်တို့တတိထားမိလိုက်မယ်ရက်ွက်ထဲမှာတချို့စေးဆိုင်တွေမှာလူတွေကြိတ်ကြိတ်တုံးစီနေတာဒါလူနာတွေကဒီစေးဆိုင်တွေအားကိုးပြီးတော့အမြဲတမ်းလို့စေးတော်ဝဲနေတာတွေကိုကျွန်တော်တို့တတိထားမိကြလိမ့်မယ်ကိုကိုတိုင်ကလည်းဒီစေးဆိုင်ရဲ့နေရာမှာကိုပိုင်စေးဆိုင်တကူအနေနဲ့ဖြစ်ချင်တယ်ဆိုရင်တော့ကိုကိုတိုင်စူးစမ်းပြီးတော့လိုတယ်အဲ့လိုမျိုးစူးစမ်းချင်တဲ့သူတွေအတွက်ကျွန်တော်က HIP စေးမင်းစေးဝါတင်တာကိုဖွင့်ထားပြတာပါလက်ရှိမှာတန်တန်းသားအယောက်900ကျော်တက်ရောက်ပြီး တန်တန်းတစ်ခုဖြစ်ပါတယ်အဲ့တော့တန်တန်းသားရာနဲ့ချီပြီးတော့ကိုပိုင်စေးဆိုင်ဖွင့်ထားတယ်စေးဆိုင်တွေမှာအလုတ်ဝင်ချင်တဲ့လူတွေအနေနဲ့လည်းဒီတန်တန်းကကန့်ညီပါတယ်ဒီထဲမှာပြောထားတဲ့တင်ကန်းစာတွေတင်ထားပြီးတဲ့တင်ကန်းစာတွေကအခုလက်ရှိနောက်ဆုံးမြန်မာပြည်မှာအတုံးများနေတဲ့စေဝါးတွေအကြောင်းတေချာတင်ထားပေးတာဖြစ်တဲ့ကြောင့်မလို့ကိုကအလုတ်ကန်ခွင့်လန်းတွေလိုချင်တဲ့များချင်တယ်ဆိုရင်ဒီတန်တန်းကိုတရောင်းနိုင်ပါတယ်ပြီးတော့ကိုကမိတာစုကျမ်းမာရေးအတွက်အခုထပ်ပို့ပြီးတော့ ဂယူဆိုင်ချင်တဲ့သူတွေကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့ကလေးလေးတွေမိသားစုတွေကိုဂယူဆိုင်ချင်နေရဆိုရင်လည်းပဲဒီတင်နှမ်းမှာရနိုင်တဲ့စေဝါဝုဒ္ဓတာအနေနဲ့ကျမ်းမာရေးအတိပညာတွေကတမိုးဖြတ်လို့ရမှာမဟုတ်ပါဘူးအရန်အကျိုးရှိတဲ့ကိစ္စတွေကိုကျွန်တော်တင်ကြားပေးထားတာဖြစ်ပါတယ် HIP အစိမ့်စေဝါတင်တာကိုဘယ်လိုတင် जा ပေးမှာလဲဆိုရင်ကျွန်တော်တို့က online ကနေတင်ပေးတာ Facebook group Telegram group ကနေတင်ပေးတာအဲ့တော့ Telegram group မှာဆိုရင်လည်းပဲကျွန်တော်တို့က internet line ခဏလေးရနေတဲ့အချိန်မှာတင်ကန်းစာတွေကို download လုပ်ထားပြီးတော့ internet line မရဘူးဒါမှမဟုတ်လည်း ကိုအားတဲ့အချိန်တွေမှာအချိန်မရွေးပြန်ပြီးတော့တင်ကန်းစာတွေကို download လုပ်လို့ရတယ်အဲ့တော့ကိုအားတဲ့အချိန်အဆင်ပြေတဲ့အချိန်မှာပြန်ပြီးတော့ဝင်လေ့လာလို့ရတာကြောင့်မလို့လက်ရှိအလုပ်လည်းဖြတ်စရာမလိုဘူးပြတ်စရာမလိုဘူးအဲ့တော့တခြားကိစ္စတွေလည်းတိခိုက်မှုမရှိဘူးဒီ3လအတွင်းမှာတင်ကန်းစာစုပေါင်း130ကျော်ကျော်တင်ပေးတာဖြစ်တဲ့အတိုင်းအတာတစ်ခုထိလုံလောက်တဲ့ဘူးဒရာတွေကိုရနိုင်မှာဖြစ်ပါတယ် တင်တဲ့ကာလကတော့၃လတင်ပြီးမှဖြစ်ပါတယ်အဲ့တော့မကြာခင်မှာလည်းဒီတင်တဲ့ကိုစာပူမှုရှိပါတယ်အဲ့တော့ကျွန်တော်တို့ zoom class ဖြစ်တဲ့အကြောင်းမလို့အပတ်စဉ်စနေနေ့ညမြန်မာစံတော်ချိန်၈နာရီကနေပြီးတော့၁၀နာရီ၁၀နာရီခွဲလောက်အထိကို zoom discussion ရှိတယ် zoom discussion မှာကျွန်တော်ရဲ့ diary တင်ကန်းစာတွေအကြောင်းကိုဆွေးနွေးလို့ရပါတယ်ကျမ်းမာရေးပြဿနာတွေဆေးဝါးပြဿနာတွေအကြောင်းကိုတေချာလေးဆွေးနွေးလို့ရပါတယ်နားမနေတာရှိရင်ဆိုရင်လည်းပဲတေချာလေးမင်းပြန်နိုင်ပါတယ် ပြီးတော့ကျွန်တော်တို့ကအပတ်စဉ် test တွေကိုကျွန်တော်တို့ဖြေရမှာဒါမှမဟုတ်ပဲကျွန်တော်တို့တင်ထားတာတွေကိုပို့ပြီးတော့မှတ်မိနိုင်မှာဖြစ်တဲ့၃လပြည့်လို့စာရီလဲတိချလိုက်လို့ပဲ test တွေကိုလဲတိချဖြေထားမယ်ဆိုရင်တော့ကျွန်တော် digital certificate လေးပေးမှာဖြစ်ပါတယ်ဒီ certificate နဲ့ဆိုရင်ကိုယ်ပိုင်စေးဆိုင်ဖွင့်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲတခြားစေးဆိုင်တွေမှာအလုတ်လျှောက်တာပဲဖြစ်ဖြစ်အများကြီးအတုံးမှာဖြစ်ပါတယ်လိုအပ်ပါလိမ့်မယ် နောက်ပြီးတော့ဒီ HIP zone class တင်တန်းကတင်ကန်းစားတွေကိုဖြတ်မှာမဟုတ်ဘူး။ဟောဒီတင်တန်းပြီးွားတဲ့ခါကျရင်လည်းနောက်ဖွင့်မဲ့ zone class တွေမှာအခမဲ့အချိန်အရေကန်တွယ်မရှိပြန်ပြီးတော့တက်လို့ရမှာဖြစ်ပါတယ်။တင်တန်းပြီးွားတဲ့ခါကျရင်လည်းကျွန်တော်တို့5 year HIP class ကို join ခွင့်ရမှာပေါ့နော်။ဒီထဲမှာဆိုရင်တော့ကျွန်တော်တင်ကန်းစားတွေကိုမဖြတ်ပဲထထမှဖြစ်တဲ့ကြောင့်မလို့အချိန်မီးနေရမရွေးတင်တန်းပြီးွားတဲ့ခါကျရင်လည်းအမြဲတမ်းလို့ပြန်ပြီးတော့ဝင်ကြည့်လို့ရမယ်။ဒီတစ်ခေါက် batch မှာကျွန်တော်အထူးစီစဉ်နေနဲ့ AI for pharmacy ဆိုပြီးတော့တင်တန်းတစ်ခုခါမဲ့စီစဉ်ပေးထားတာရှိပါတယ်ကျွန်တော်အပြင်လူတွေတက်ချင်တယ်ဆိုရင်တော့ဒါကိုးရောင်းခွဲချက်တွင်ပြီးတော့တက်ရောက်လို့ရပါတယ်အကယ်၍ HIV zone ကလပ်တက်ပြီးသားတူတွေခါကြတော့ဒီတင်တန်းကိုအခါမဲ့တက်ရောက်နိုင်တယ်အဲ့တော့ဒီတင်တန်းမှာခါကြတော့ကျွန်တော် AI kit ဖြစ်လာပြီဖြစ်တဲ့အကြောင်းမလို့ဆေးဝါးတွေအကြောင်းကျန်းမာရေးနဲ့ဆေးပညာတွေအကြောင်းကို AI အတုံးပြပြီးတော့လေ့လာခြင်းနဲ့ AI ကနေပြီးတော့ဖြည်လာတဲ့အဖြေတွေကမှန်လားမှားလားတိကျရဲ့လားဆိုတာကိုပြန်စစ်ဆေးနိုင်မဲ့နည်းလမ်းတွေကိုလည်းကျွန်တော်ကဒီဒီနန်းမှာတင် जा ပြမှာဖြစ်တယ်အဲ့တော့စေးဆိုင်တစ်ခုဖွင့်ဖို့အတွက်လိုအပ်တဲ့ AI နည်းပညာရပ်တွေကိုကျွန်တော်ကဒီဒီနန်းမှာတီးတန့်တင်ပြမှာဖြစ်တဲ့ကြောင့်မလို့မိတ်ဆွေအနေနဲ့စိတ်ဝင်စားရဲဆိုရင် HIP Zone Class ကို အမြန် join ထားနိုင်ပါတယ် AI ကအရန်ကိုခေရှိပြင်းနေတာဖြစ်တဲ့ကြောင့်မလို့ AI အကြောင်းမတိတဲ့စေးဆိုင်တွေက နောက်မှာကြံခဲ့မှာ ဖြစ်တဲ့ AI အကြောင်းကိုတေချာတိပြီးတော့အတုံးချနိုင်တဲ့စီးဆိုင်တွေကတော့ရှေ့ကိုရောက်နေမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့မိတ်ဆွေရဲ့အနာဂတ်ကမိတ်ဆွေရဲ့လက်ထင်မှာရှိပါတယ်။ Internet line မပေါင်းဘူးဆိုပြီးတော့အခက်အခဲရှိနေရင်တောင်မှ HIV အဆင့်မြင့်စေဝတဲ့နံပါတ်မှာလည်းစီစဉ်ထားပြီးတာတွေအများကြီးရှိပါတယ်။ ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်မဲ့ဒီပညာရက်ကို၃လအတွင်းမှာတင်ယူလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ page messenger မှာ HIB လို့ရေးလိုက်ပါဒါမှမဟုတ် comment မှာ HIB လို့ရေးလိုက်ပါစာပြန်ပေးပါလိမ့်မယ်ဒါမှမဟုတ် YouTube ကနေကြည့်နေတယ်ဆိုရင်တော့ကျွန်တော် comment မှာ link လေးချထားပေးပါတယ်အဲ့ဒီ link ကိုနှိပ်ပြီးတော့ messenger ကနေတစ်ဆင့်မေးမြန်းနိုင်ပါတယ် internet line ကောင်းနေဖြစ်စေမကောင်းနေဖြစ်စေတင်ယူမှုကိုမရက်တန့်ချင်ဘူးဆိုရင်တော့ HIB zone glass ကို join နိုင်ပါတယ်။ video တတိကြည့်ပြီးတော့ကြောင့်မလို့ကျေးဇူးတင်ပါတယ်။ကျွန်တော်တခြားကျမ်းမာရေးဘူးဒရာတွေ၊ဆေးဝါးဘူးဒရာတွေကိုလည်းမျှဝေမှာဖြစ်တဲ့တော့ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ထားပြီးပါ။စားစားရရအဆင်ပြေပြီးကြပါစေ။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။